အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာချမ်း already book channel လေးကနေပြန်လဲကြိုးစူလိုက်ပါတယ်ခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးဆရာတာတရဲ့ဥဒ္ဓတော်ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာပရာလောကဖြစ်ရမယ့်ဇလန်းတွေနာမည်ကြီးစာရေးဆရာတွေရဲ့ပရာလောကဝိထုတွေကိုညစဉ်ညတိုင်းပြောပြပေးပါမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ပိတ်သက်တွေကိုတောင်းဆိုလိုက်ပါတယ်ခင်ဗျာ ကျုပ်တို့ရွာထဏောင်းကုန်းမှာဘုံရင်ကျောင်းနှစ်ကျောင်းရှိတာဗျနှစ်ကျောင်းစလုံးကရွာအရှေ့ပိုင်းမှာကြီးရှိတာဒါကြောင့်လဲကျုပ်စရာတော်ရဲ့ကျောင်းကပုတ်ပါယုံလို့နာမည်တက်တာပေါ့ဗျာနောက်တစ်ကျောင်းကတော့ရွာဦးကျောင်းဗျရွာတဲကိုဝင်ချင်းတွေ့တဲ့ကျောင်းလေဗျရွှေတောင်ကုန်းဖျားလဲရှိတယ်ဗျကျုပ်တို့ရွာဖျားပွဲနှစ်စဉ်ကျင်းပါတယ်ဖျားလေဗျဘုံကျောင်းနဲ့ဆိုရင်တော့နည်းနည်းလေးလမ်းပါသေးတယ်တောင်ကုန်းလေးပေါ်မှာတည်ထားတော့ရွှေတောင်ကုန်းဖျားကလွတ်တက်ပေတာဗျ တခါတလေဖျားပေါ်တက်ရတာတိတ်လွမ်းတာဗျာလိုင်နဲ့ကျုံနဲ့အတူတူထိုင်ခဲ့တဲ့နေရာလေးတွေကိုတွေ့ရင်လိုင်ကိုလွမ်းတာပေါ့ဗျာတကယ်တော့ရွာဦးเจ้าကဝိတုဒါယုံဆိုတဲ့နာမည်ရှိတယ်ဗျဒါပေမဲ့လေဘသူမှဝိတုဒါယုံเจ้าလို့မခေါ်ပါဘူးဗျာရွာဦးเจ้าလို့ပဲခေါ်ကြတာပါเจ้าဝင်းကြီးကလည်းအကျယ်ကြီးဝင်းထဲမှာတစ်ပင်ကြီးတွေကလည်းအများကြီးဗျာတကယ်ကိုအေးမြပြီးတိတ်ဆိတ်တဲ့နေရာပေါ့ဗျာရွာဦးเจ้าကဆရာရောရဲ့ဘွဲကဥသူစိတ်ဓာတ် ဒါတွေနိုင်သွားတဲ့ဥပဇင်းလေးတွေပြန်ကြွလာတဲ့အချိန်ဆိုရင်တော့ကျောင်းတိုင်ကြီးကစီကားသားဗျကျန်တဲ့အချိန်ကတော့တိတ်ဆိတ်နေတာပေါ့ဗျာကျောင်းမှာအမြဲတမ်းသတင်းသုံးတဲ့တန်ခါ၅ပါးလောက်ပဲရှိတာပါထူးခြားတာကတော့ရွာဦးကျောင်းမှာဖိုးသူတော်တယောက်ရှိနေတာပဲဗျဘယ်ရဘလို့ရောက်လာလဲတော့ကြုံလဲမသိဘူးဗျတရားတော်နဲ့ဘလို့ပတ်သက်မှန်းလဲကြုံမသိပါဘူးဗျအသက်က60လောက်ရှိပြီဗျဝိတုဒါယုံကျောင်းဝင်းကြီးရဲ့စနေတော့မှာနေတာဗျ အဲဒီမှာတေသားအကြောင်းလေးတစ်ကြောင်းရှိတယ်။ဂျွာဦးအကြောင်းကပြန်လည်တော်မှုသွားတယ်ပထမဆရာတော်ကြီးရှိတုန်းကတပားတဲ့လာပြီးတော့သတင်းသုံးတဲ့ကြောင်းပြအခုတော့အဲဒီအကြောင်းမှာဥသူတော်နေတာပေါ့ဗျာဥသူတော်ကအင်းပညာအင်းကြီးရဲ့ပညာများကိုတော်တော်လေးလာလိုက်စားတာဗျာကျုံးနဲ့လည်းတော်တော်ခင်ပါတယ်ဗျာကျွေတော်ကဖျားဝဲကာလဆိုရင်ကျိုးတို့ကရွာဦးကျောင်းမှာပဲစတဲ့ချပြီးတော့ဖျားဝဲကိစ္စတွေလုံးကြရတာလေဗျာအဲ့ဒီရက်တွေမှာ ကျုပ်ကအားရင်အားသလိုဦးသူတော်ကိုပိုဆွဲပေးနေကြဗျဦးသူတော်ရဲ့ဖားဖို့ကြီးကသုံးထပ်ဖို့ဗျဖားကြီးရဲ့လေဖောင်းသွားပြီးဆိုလို့ကတော့တတလေးစွဲယုံပဲဗျဦးသူတော်ကလည်းကျုပ်ကို ပုတ်ပါယုံဆရာတော်တပေမန်းတိပါလေပြီးတော့ဆရာကြီးတွေနောက်ကိုရှောက်လိုက်နေတဲ့ရာပဇတ်ကြီးကောင်းမှလည်းတိတာပေါ့ဗျဦးသူတော်ကကျုပ်ကိုခင်းပါလေကျုပ်ကိုဆရာတော်စုံးတဲ့မုတ်တွေရွာထဲကလှူတဲ့မုတ်တွေကိုချကြွေတာဗျဆရာကြီးတွေနဲ့လိုင်းရင် ကြုံတွေ့ရကြုံရတာတွေကိုပြောပြရင်ဥသူတော်ကလှုပ်သဘောကျတာဗျတကယ်တော့ရွာဦးเจ้าကเจ้าသားလေးတယောက်ကျုပ်ရှိကိုရောက်လာကိုဣတာလေးဥသူတော်ကလှုပ်လိုက်လို့ဗျကိုဣတာလေးအရင်ခဏလာခဲ့ပါလေအေးအေးအေးကိုဣတာလေးဒီထွင်းနေထင်းုံနဲ့တွင်းပြီးလာခဲ့မယ်လို့ပြောလိုက်သီလားဟုတ်ကဲ့ကိုကြီးရွာဦးเจ้าကเจ้าသားလေးပြန်သွားတော့နေလန့်ထားတဲ့ထင်းเจ้าတွေကိုပွေပြီးတော့ထင်းုံတွေကိုပိုးရတယ်ဗျဘာကထွင်းတွေကိုစီပေးတယ် ယောက်ကတဲပြီးရတာပေါ့ဗျာထင်းတွေအလုံးတဲပြီးတော့မှယောက်ကရွာဦးကျောင်းဘက်ကိုထွက်လာခဲ့တာကျောင်းဝင်းနဲ့ရောက်တော့တရားတော်သတင်းသုံးနဲ့ကျောင်းတိုင်ကြီးဘက်ကိုမသွားဘဲနဲ့တနေတောင်းကဥတုတော်နေတဲ့ကျောင်းကိုလာခဲ့ဟာမောင်းတာလေးလာကွာဥတုတော်ကမင်းလာကိုမျှောနေတာကွာယောက်ကကျောင်းထဲဝင်ပြီးတန်လျားလေးမှထိုင်လိုက်ဥတုတော်ဒီနေ့ဖုံမတူးလားငါတလုံးကလမ်းဆုံးသွားပြီကွလမ်းဆုံးလဲဆိုတာကိစ္စပြီးတာကိုပြောတာမဟုတ်ဘူး ဘာဆက်လို့ရမယ်မသိတော့တာကိုပြောတာလမ်းဆုံးတော့တလုံးကထူးကြပြီလားဗျဘာမှမထူးကြလို့စိတ်ညစ်နေတာပေါ့ကွာဟင်းဒါဆိုရင်ဥသူတော်ဘာဆက်လို့မှာတော့အေးအဲ့ဒါကြောင့်မင်းကိုခေါ်ခိုင်းလိုက်တာပေါ့မောင်တာရီရဲ့ဗျာကျုံကတလုံးကြောင့်နားမလဲတာဗျအာမဟုတ်ဘူးကွာဒီတလုံးကိုဘာဆက်လို့ရမယ်ဆိုတာသိဖို့စောတော့လိုတယ်ကွာဒါဆိုပြောလေဥသူတော်လူကြုံရှာပြီးတော့မန္တလေးကိုကြုံမှာပေးပါမယ် အာမဟုတ်ဘူးမဟုတ်ဘူးဥသူတို့ကပြောတာအဲ့လိုဝယ်ပြီးဖမ်းရတဲ့စာအုပ်မဟုတ်ဘူးဟင်ဒါဆိုရင်ဘလို့စာအုပ်တုံးဗျတကိစ္စပြီးသွားတဲ့ဝိဆာတယောက်ရဲ့မှတ်တမ်းစာအုပ်ကိုစိုက်ထဲမှာသိမ်းထားတယ်တန်လန်းလျှောက်ခဲ့တဲ့တန်ဝိဆာတယောက်ရဲ့မှတ်တမ်းပေါ့ကွာဥသူတို့ကတလုံးကပြဒါလုံးမဟုတ်ဘူးလားမဟုတ်ဘူးကွာတန်လုံးဥသူတို့ကပြဒါလန်းမဟုတ်ဘူးတန်လန်းမော်တာတွေရဲ့ပြဒါတလန်းတန်လန်းပေါ့ကွာ ြောပါအောင်ဥသူတော်ရဲ့အဲ့ဒီတန်ဝိဆာရဲ့မှတ်တမ်းကိုဥသူတော်ကဘလို့လှုပ်ချင်လို့တော့ဥသူတော်ကတိုင်လဲမတူးတယ်ဘူးတိုင်လဲမဖော်တယ်ဘူးဒီတော့မေတ္တာရက်ခံပြီးအဲ့ဒီမှတ်တမ်းစောက်ကိုငားမှာပေါ့ကွဟာတိုင်နိုင်ရှင်ကပေးပါမလားဥသူတော်ရဲ့တိုင်နိုင်ရှင်တွေကတိုင်ထက်ကပစ္စည်းဆိုရင်နဲနဲမှအထိကန်တာမဟုတ်ဘူးဥသူတော်ရဲ့မောင်တော်တွေပြောတာဟုတ်ပါတယ်ဒါပေမဲ့ဥသူတော်မှာလဲရားနိုင်တဲ့အကြောင်းတရားလေးရှိပါလေကွဩဒီလိုလား နေပေါင်းဥသူတော်ရဲ့ဘယ်တိုက်မှာသွားငါမှာတော့ဆရာမနိုင်တိုက်กว่าဗျာဆရာမနိုင်တိုက်ဟုတ်လားဥသူတော်ဟုတ်တယ်မောင်သားလေးမောင်သားလေးကဘာလို့လန့်သွားတာတော့ဆရာမနိုင်တိုက်ကို မောင်သားလေးရောက်ဘူးလို့ရောက်ဘူးတာဗောဥသူတော်ရဲ့ရောက်ဘူးတာမှတစ်ခါမဟုတ်ဘူးနှစ်ခါတော့ဗျပထမတစ်ခါရောက်တုန်းကအသက်လူကြီးပြေးခဲ့ရကျုံနဲ့သွားတဲ့ဆရာတိုက်ထဲမှာသေးချန်ခဲ့နောက်တစ်ခါကတော့အောင်ပါတယ် ဥတုတော်လိုပါပဲမော်ဝင်တာခဏငားတာပါဒါဆိုရင်မောင်တာတွေကအဲ့ဒီတိုက်ရဲ့နေရာကိုတိတာပေါ့ဟုတ်လားတိပါတယ်ဥတုတော်ဒါပေမဲ့အန်ဒီရတော်တော်များတာဗျရပါတယ်မောင်တာတွေရဲ့ယောက်ကတိုက်တဲ့ကိုဝင်မှာမဟုတ်ပါဘူးကွအဲ့ဒီနေရာကို မောင်တာတွေကျုပ်ကိုလိုက်ဖို့ပေးနိုင်မလားဥတုတော်သွားချင်းကျုပ်လိုက်ပို့ပါမယ်အာဒါဆိုရင်ဟန်ကြပြီးတော့မောင်တာတွေရဒါဆိုရင်ဥတုတော်ကဘယ်တော့သွားမှာတော့အခုလာမယ်လာကွယ်နေအရောက်သွားပြီအလုံးလို့ရမှာကွ ကောင်းပြီလေဥသူတော်အစင်းသိပြင်ထားပေါ့လာခွေနေမနဲ့စောစော ကြုတ်လာခေါ်မယ်ကောင်းပြီမောင်တာလေးကြုတ်တဲ့ဘက်မောင်တန်းကြီးကတဲနဲ့လိုက်ပုံမှာပါဘဲမောင်တန်းကြီးတော့မြောက်ဝဲမှာနေတဲ့ကိုကြီးတန်းကြီးလားအေးဟုတ်တယ်ဟုတ်တယ်ကောင်းတော့ပေါ့ဥသူတော်ရဲ့ဒါဆိုရင်ကြုတ်လဲလာခွေနေစောစောလာခဲ့မယ်နေသိမကူခင်တရားမနိုင်ကို ရောက်သွားရင် ကောင်းတော့ပေါ့ဥသူတော်ရဲ့လာခွေနေရောက်တော့မနဲ့စောစောကြုတ်အိယာကထပြီးတော့ရွာဦးเจ้าကိုလာခဲ့တယ် တော်တော်ကိုဝရိယကောင်းတဲ့ဥဒုတော်ပါဗျာ။ကျောင်းဝင်ပေါ့မှာလဲပေါ်ထိုင်ပြီးတော့ကျုပ်ကိုစောင့်နေတာဗျာ။တားဒီလာဟိတ်ငါလဲနဲ့မင်းကိုလိုက်ပို့ပေးမယ်။ကိုကြီးတန်းကပြုံးပြုံးရွှေရွှေနဲ့ကျုပ်ကိုနှုတ်ဆက်တာဗျာ။ကျုပ်လဲပေါ်ကိုတက်ပြီးတာနဲ့တန်းမောင်တော့တာဗျာ။တရားမနိုင်ကိုကျုပ်တို့လဲရောက်တော့သွန်းစားချင်တော့မရောက်သေးဘူးဗျာ။ကိုကြီးတန်းရဲ့ဘာထွေးကဆရာမနိုင်မှရှိတာဆိုတော့အစဉ်ပြေတာပေါ့ဗျာ။ လွန်ခဲ့တဲ့3ရက်လောက်ခဲကကိုကြီးတန်းကကျုပ်တို့လာမယ်အကြောင်းလူယုံနဲ့မှားထားလို့အားလုံးချက်ပြုတ်ထားကြတာဗျဥသူတော်ကိုဆုံးကပ်ပြီးကျုပ်တို့လည်းစားကြတာပေါ့ဗျာခင်းကတော့ကြက်သားဟင်ဗျဒါပေမဲ့နွားချင်းတို့လည်းပါတယ်မောမခေါ်ပဲဟင်းနဲ့ပိုးဝီကြီးတို့စားကောင်းချက်ဗျာဒီလေကလေးကဥသူတော်အတွက်လိုအပ်တဲ့ကြော်ဝဲတွေပြင်ပေးထားတယ်ကျန်တာတွေကတော့ဥသူတော်မှာပါပါတယ် ည9နာရီထိုးတော့ဥတုတော်ကိုခေါ်ပြီးတော့ကျုပ်ကရွာပင်ကိုထွက်လာခဲ့။တရားမတိုင်းတိုက်ရှိတဲ့တိုက်ကုန်းပေါ်ကို ရောက်တော့ကျုပ်ကဥတုတော်ကိုတေးသေးချာချာပြတယ်ဗျ။ဥတုတော်ဒီနေရာမှာတိုက်ကြီးပေါ်လာတာ။တိုက်တကားကဟောဒီနေရာတက်တယ်ပဲဗျ။ရပြီမောင်တာလေးလာတော့ကျုပ်စီဝိုင်းဝိုင်းတော်မယ်။ဥတုတော်ကမနွမ်းနဲ့ရုတ်ဖက်ပြီးတော့စီဝိုင်းဝိုင်းတယ်။ဥတုတော်ပြတဲ့နေရာမှာကျုပ်ကကတော်ပဲထားလိုက်တယ်ဗျ။ပေဖြူစားကိုစီဝိုင်းအတွင်းမှာခင်းတယ် ကဲကဲမောင်ရာဒီဘာကိစ္စအကြောင်းမှစီးပြင်ကိုမထွက်လေနဲ့စီးပေါက်တာနဲ့အသက်ကိုဖတ်နဲ့ထုတ်ပြီးပြေးရမှာနော်မောင်ရာဒီကအတွေ့အကြုံအများကြီးရှိတဲ့လူပါကဲဥသူတော်အလုဆားလို့တော့မယ်ဥသူတော်ကကတော်ပွဲမှာဖျောင်းနဲ့တတိုင်းထုံးလိုက်မဟာခဏီပညာတိုက်ကိုစောင်းတဲ့တိုင်နှန်းရှင်နဲ့တိုက်ချုပ်ဘိုးဘိုးကြီးခင်ဗျာကျုပ်စီရင်နေတော့တန်တလုံးကိုဆက်ပြီးစီရင်ဖို့ရပညာအကူကြီးလိုပါတယ် တန်ဝိဇာကြီးဥဖိုးလုံးရဲ့တန်လဲမှတ်တမ်းစာကိုကြုတ်ဝါကိတ္တခဏငားပါခင်ဗျာမှတ်တမ်းများကိုကူးယူခြင်းမပြုပါဟုဂတိပေးပါလေကြုတ်ဖက်ရှုမှတ်သားလို့ပြီးလျင်ပြန်ပေးပါမယ်ဆိုတာအသက်နဲ့ဂတိပေးပါလေဗျာဥသူတော်ကဒီစကားကို၃ချိန်၃ခါပြောတာဗျပြီးရနဲ့စိတ်ဝတိထုတ်စိတ်ကြော့တာပေါ့ဗျာခဏကြာတော့နဲတဲ့အတန်ကြီးမော်ဘူးဗျာကျုပ်တို့ရှိငားလန်လောက်ကမိတာဗျဘာမှတော့မမြင်ရဘူးဥသူတော်ကတော့ န်နန်လေးရုပ်ပြီးတော့ဗတိစိတ်နေတာပဲပြုတ်။အော်အပုံနံဗျနန်လိုက်တာဗျာ။ရုပ်ဖြင့်နှာခေါင်းပိတ်ထားရတယ်။ဦးသူတော်ကတော့လှုပ်တော့မလှုပ်ဘူးဗျ။မန်နန်လေးရပြီးဗတိစိတ်နေတာအပုံနံကြီးတဖြည်းဖြည်းပျောက်သွားတော့ရုပ်ကအရှိရောအနောင်ရောကြောက်ကြည့်တာပေါ့ဗျာ။အော်မမဲမမဲနဲ့ရုပ်တို့ဘက်ကိုလာနေကြတာပြုတ်။လေးဘက်လေးတန်ကားလို့ညှက်ပြီးလာကြတာဗျ။တဖြည်းဖြည်းနဲ့နီးလာပြီဗျ။နှလုံးတွေမှာရဲတောင်းနေတာဗျ။တရေတွေဖြစ်မယ်ဗျ။ ပုံစံကိုစုံနေတာပဲဗျာကြာကြီးတွေတွဲလောင်းတဲ့အကောင်တွေလည်းပါတယ်ဗျာနေရကြီးတွေကစင်နေရကြီးတွေလိုကားကားကြီးတွေလည်းပါတယ်မျိုးလုံးတွေหนีရဲ့ပြီးတော့ခင်းရတော့ပကံလောက်ရှိတဲ့အကောင်တွေလည်းပါတယ်အဆွဲကြီးတွေဘေးကိုထွက်နေတဲ့အကောင်တွေလည်းပါပါတယ်အားလုံး9កောင်ဗျာအရဲ့ကြီးတွေက10ပေ15ပေလောက်ရှိမယ်ထင်တယ်ကျုပ်တို့ဘက်ကိုတဖြည်းဖြည်းတိုးလာနေကြတာဗျသပင်းတွေဆိုတာ ထောင်ထနေတာပေါ့ဗျာ ြောတယ်မှာလဲစိတ်ငနေစိတ်ငနေနေဗျတသိန်းတွေဆိုတော့လဲဖြန်းငနေဖြန်းငနေပေါ့ဗျာဒါမှမလဲကျုပ်ထွက်ပြင်းစီးပေါက်ပါဗျဥသူတော်ချထားတဲ့စီးဝိုင်းနဲ့တလန်လောက်အကွာကိုရောက်တော့အားလုံးရက်တန်သွားတယ်ဗျရှေ့ကိုဆက်မတို့လာကြတော့ဥသူတော်ကတော့ဘာကောင်းလေးလာနေမှန်းတောင်သိဖို့မပေါ်ပါဘူးဗျဗတိပဲဆက်စိတ်နေတာဗျဟောပျောက်သွားပြီဗျတရေတွေပျောက်သွားကြပြီဗျဒီတော့မှလဲကျုပ်လဲအသက်ရှူချောင်သွားတော့တာပေါ့ဗျာအာလာနေကြပြန်ပြီဗျ အမောင်တွေကနေတရွေ့ရွေ့လာနေတာနေတဲ့အကောင်ကြီးတွေမဟုတ်ပါဘူးဗျာအရက်ကထိုင်းပင်တဝဲလောက်မြင့်မယ်ဗျခေါင်းကြီးတွေက90ဝင်းဘုတ်တောင်းလောက်ရှိတယ်ဘီလူးကြီးတွေထင်တယ်ဗျာနကောင်းဗျလက်ထဲမှာလဲတေးမုံကြီးတွေကင်ထားသေးတယ်လက်ထဲကတေးမုံကြီးတွေကကျုံးတို့နှစ်ယောက်ကိုထူးဖို့ဖြစ်မှာပါဗျာအာနီးလာတော့မှမစက်ကြီးကအဆွဲကြီးတွေကိုမြင်ရတာဗျအဆွဲတွေမှ ပွေးနေတာဗျအော် စီဝိုင်းနဲ့တလန်လောက်အကွာကိုမှရက်လိုက်ကြတာဗျလက်ထဲကတင်းမော်ကြီးတကိုမြောင်းလိုက်ပြီဗျဖះဖះတူးတော့မယ်ထင်နေဗျကျုပ်ဆိုတာက တကိုလုံးတော်တစက်ဆက်တုံနေတာဗျတကားမကိုဒီလောက်မကြောက်ဘူးပါဘူးဗျဦးသူတော်ကတော့မန်နန်လေးရုပ်ဖတ်ပြီးတော့ကြောက်ရောက်နဲ့ဗတိစိတ်နေတာပဲဗျကျုပ်မသာတယောက်ထဲကြောက်နေလိုက်ရတာဗျခဏလေးတော့ကျုပ်စိတ်ထဲမှာထူးခြင်းလဲထူးတော့ကွာလို့စိတ်ကိုချော့ပြစ်လိုက်တော့မှကြောက်တဲ့စိတ်ကနည်းနည်းယော့သွားတယ်ဗျ တင်းမုတ်ကိုင်ဘီလူကြီးနဲ့ကောင်းလဲပျောက်သွားရောဗျာဟောဝေးလာပြီဗျဝေးလိုက်တာမြပန်းနဲ့လားရေဝေးနဲ့လားတော့မသိတော့ဘူးဗျာကျုံလဲဝေးတော့ရှူနေတာပေါ့ဗျာဦးသူတော်ကတော့ဖေရောင်းနဲ့တတိုင်းကုန်းရင်တတိုင်းမီးကူပြီးထုံးနေတာဗျာဦးသူတော်ထုံးထားတဲ့ကတော်ဘွဲပေါ်မှာဖေရောင်းနဲ့အလင်းရောင်မှမြင်းနေရလာဗျာမင်းကလေးတွေ၃ယောက်ဗျာချောလိုက်လိုက်တာဗျာရုတ်တရက်ဒီလောက်ချောတာလှတာတခါမှကိုမမြင်ဘူးဗျာ ဖျောင်းနိုင်မီးရောင်အောင်မှာကျိုးတို့ဘက်ကိုကနွက်ကလျားနဲ့ရှောက်လာကြတာဗျသမိတ်ကထိုင်းမသိမ့်နဲ့ခါတော်အင်းကြီးနဲ့ဗျတကယ်ကိုနန်းဆန်နဲ့အလှပါဗျကျုပ်စိတ်ထင်တော့နန်းတွင်သူလေးတွေထင်မာရဲ့ဟောပြုံးပြလဲဗျရုပ်ကိုပြုံးပြနေတာပေါ့ဗျကျုံရင်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ဒီဝိုင်းထဲကလည်းပြေးထွက်ပြီးတော့ဖတ်ထားလိုက်ခြင်းနဲ့စိတ်တွေဖြစ်လာရတာပေါ့ဗျရုပ်ကိုစိုက်ကြည့်ပြီးတော့မခိုးရိုးလေးတွေပြုံးပြကြတာဗျ ဟောလက်ရခေါ်နေပြီဗျဘုရားဘုရားကျုပ်စိတ်တွေထိမ့်လို့မရအောင်ဖြစ်လာပြီဗျဒီအချိန်မှာပဲကျုံသားထဲမှာကျုပ်စီရတော့ဥကုဏရဲ့အတန်ပေါ်လာတယ်ဗျတကယ်တော့ငါဆိုတာလည်းမရှိဘူးယောက်ျားမိန်းမဆိုတာလည်းသမတ်ချက်တွေပြည့်ညက်တွေပါတကယ်ကယုံနဲ့နံပဲရှိတာတားလေချောလေဆိုတာကလည်းအရေးပြားသောက်ပါပဲအဲ့ဒီအရေးပြားကိုလှန်ကြည့်လိုက်စမ်းပါအထဲမှာအရှိတဆွဲဆွဲသွေးတရရဲနဲ့တကယ်ကိုယွန်စီရကောင်းတဲ့ခန္ဓာကြီးဗျ တရားတော်တရားတန်ကိုကျုပ်ဆင်းနေပြီးနားလိုက်တာသောသောကထားကြွနေတဲ့ဂယုနာစိတ်တွေငြိမ်သွားရောဗျမိခဲကိုရေနဲ့ညှိလိုက်သလိုငြိမ်သွားတာဗျဟာမရှိတော့ဘူးဗျတိုက်ထက်ကထွက်လာတဲ့ဟာတွေပျောက်ကုန်ကြပြီဗျအချိန်ကလည်းလင်းအားကြီးအချိန်ရောက်ပြီလေပုသူတော်ကတော့တချမ်းမကိုရက်မသွားဘဲနဲ့မန္တန်လေးရုတ်ဖက်ပြီးတော့ပတိစိတ်နေတာပဲဗျဟာဘာတော့ဗျကျုပ်လှမ်းကြည့်လိုက်တော့ကတော်ဝဲဘေးကိုကြာလာတာဗျစာအုပ်တော့ဗျအ တတူဖုံးနဲ့ဗလာစောက်တောက်အော်ဒါဥသူတော်ပြောတဲ့တန်ဝိဇာဥဖိုးလို့ရမှတ်တမ်းဆိုတာဒါပဲဖြစ်မယ်ဗျ။အော်ဖုံးရင်းเจ้าကတန်မောက်ခောက်တန်ကြားရပြီဗျ။ဥသူတော်ကဗတိစိတ်ပြီးတော့မေတ္တာပို့အမျှဝေးတယ်။ပြူဝဲကိစ္စအလုံးပြီးတော့မှကဲကဲကဲမောင်းတာလေဥသူတော်တို့ကိစ္စအောင်ပြီးကွ။ရွာနဲ့ပြန်ကြဆိုအဲ့လိုပြောပြီးမတက်ထရဲ့ကျုံလဲထပြီးတော့ခင်းထားတဲ့ပိစားလေးကိုခေါ်တာပေါ့ဗျာကတော်ဝဲတော့ဒီအတိုင်းပဲထားခဲ့တယ တောက်ကိုဥသူတော်ကသူ့လွယ်ထဲကိုထဲလိုက်။ဆရာမတိုင်ရောက်တော့ကိုတန်းရီတို့ကအာယုံစိုးအစင်းသင့်ပြင်ပြီးဥသူတော်ကိုကတ်တယ်ဗျ။ပြီးတော့သူနဲ့ကြုတ်စားကြတာပါဗျ။အိရှင်တွေကိုနှုတ်ဆက်ပြီးတော့ကျုပ်တို့ပြန်ခဲ့ကြ။ဥသူတော်ကအိရှင်တွေကိုကျေးဇူးဆက်တဲ့အနေနဲ့အင်းတစ်ချက်ပေးခဲ့တယ်ဗျ။နောက်ကုန်ပြန်ရောက်တော့ဥသူတော်ကိုကြောင်းပြန်ပို့ပြီးကျုပ်တို့ပြန်ခဲ့ကြ။နောက်၃လကြာတော့ဥသူတော်ရဲ့ကြောင်းရှိမှာကတော်ဝဲပြင်ပြီးတော့တိုက်ထဲကစောက်ကိုကတော်ဝဲထဲမှာထည့်ထား ဒါကပြညာကြီးဗျလင်းထိန်နေတာတကောင်လောက်ရောက်တော့လင်းတို့ကြီးအကြီးကြီးတကောင်ပြန်လာပြီးတော့ပွဲတဲ့ကစောက်ကိုပါဇက်နဲ့ကိုက်ပြီးတော့ယူသွားတယ်ဗျို့ဦးသူတော်ငှားလာတဲ့စောက်ပြန်ပြီးအက်လိုက်တာပေါ့ဗျာအေးနောက်တော့ဦးသူတော်ရဲ့ဇလုံးကခီးတော်တော်ရောက်သွားတယ်လို့ကြုတ်ထင်နေဗျဦးသူတော်ကတော့ဒီရဲ့အကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောတော့ဘူးဗျမျိုးကလည်းအောင်မြင်သွားရင်တော့ပြောခွင့်မရှိဘူးလေဗျာ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတာဒီရဲ့ဥတုတော်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင် နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ